ရာဗီလွန်ဆိုရဲ့လက်ထက်မှာပါအဖွင့်မလာခဲ့တဲ့ဟာလိုပါအလုံးမင်္ဂလာပါလက်ရှိမှာဆိုရင်တော့ FIFA ကကလပ်ကပဘလာအုပ်စုပွဲစဉ်တွေကိုကျင်းပနေပြီဖြစ်ပါတယ်။ဟာလိုတို့ကတော့ကလပ်ကပဘလာရဲ့အုပ်စုဖွင့်ပွဲစဉ်မှာ Saudi ကလပ် AR League နဲ့ထိတိုက်တွေ့ဆုံခဲ့ရပါတယ်။ဒီပွဲကနီးပြားရာဗီအလွန်ဆိုအတွက်ဟာလိုတို့ကိုပထမဆုံးကင်တွေ့ရမယ့်ပွဲဖြစ်လို့ပရိသတ်တွေကလည်းစိတ်ဝင်စားနဲ့စောင့်ကြည့်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းအလွန်ဆိုရဲ့လက်ထက်မှာပါဟာလိုတို့အဖွင့်မလာခဲ့ပေနဲ့အဟီလေးတင်းနဲ့တေးရလက်သားရရှိခဲ့ပါတယ်။ ဒီနေ့မှာတော့ဟာလဝါနဲ့အဟီလဲတင်းတို့ရှင်ပြိုင်ခဲ့ကြတဲ့ကလပ်ကပဘလောက်ပွဲစဉ်လေးကိုတင်ဆက်ပေးကြပါမယ်။ဟာလဝါတို့ရဲ့တိုက်စစ်မှာလိမ့်နေကြလေးဖြားနေတာကြောင့်ယူငန်တိုက်စစ်မိုးလေးဂွန်ဆာလိုဂါစီယာနဲ့ပဲဖွဲ့ထွက်လာပါတယ်။တောင်မန်နှစ်ဖက်ကတော့ရိုဒရီဂိုနဲ့ဖနီရှီယာတို့ဖြစ်ပါတယ်။ဟာလဝါတို့ရဲ့ကစားသမားအသစ်တွေဖြစ်ကြတဲ့အန်နိုနဲ့ဟျူဆန်တို့ကလည်းဒီနေ့ပွဲစဉ်မှာပွဲထွက်လာခဲ့ကြပါတယ်။ တကယ်တော့အကြီးလေးတင်းဆိုတာနည်းနည်းရအတင်းတင်းမဟုတ်ပဲနဲ့နမဲကြီးကစားသမားအများစုပါဝင်နေတဲ့အတင်းဖြစ်ပါတယ်။ကန်စမာဆိုရင်လည်းကိုလီပါလီနဲ့ကန်ဆယ်လိုတို့ပါဝင်လာခဲ့ပြီးတော့ကွလမာနာရူဘင်နက်ဗတ်စ်နဲ့မီလန်ကိုဝဲဆာဘက်တို့ပါဝင်ခဲ့ပါတယ်။မချိုဝဲမပါဝင်လာတဲ့တိုက်စစ်ကိုဘရာဇီးတားလေးလီယိုနာဒိုကပဲဥဆောင်လာခဲ့ပါတယ်။အမေရိကန်ရဲ့အပူချိန်ကတော့ဟလွာတို့အတွက်ကစားရခက်ခဲစေခဲ့တယ်လို့ပြောလို့ရပြီးတော့အမှုပိုင်းမှာလာတဲ့ဆော်ဒီကလပ်အတွက်ကပို့ပြီးတော့အဆင်ပြေနေခဲ့ပါတယ်။ ဒီဘက်မှာအဟိလေအတင်ကဟာလဝါတို့ထပ်တောင်းမှကစားပုတ်ကောင်းနေကြတာကိုတွေ့ရပါတယ်။ပထမပိုင်းမိနစ်30ကျော်မှာဟာလဝါတို့အတွက်ဥဆောင်ကိုကိုဂါစီယာကသွင်းယူခဲ့ပေမဲ့ခဏကြာမှပဲပနတီပြန်ပေးလိုက်ရပါတယ်။ ဘနာဒီကိုတော့ရူပေနံပါတ်စ်ကပဲအမောင်းရင်မရှိအဆုံးတက်သွားခဲ့ပြီးတော့တဖက်တကူးစီတေးရလက်ဖြစ်သွားခဲ့ပါတယ်ဒုတိယပိုင်းအစမှာတင်ဟာလဝါတို့လည်းအဆန်စီယူရဲ့နေရာမှာအတာကူလာကိုထည့်သွင်းပြီးတော့တိုက်စစ်ကိုမြင့်တင်ခဲ့ပါတယ်ဒီဘက်မှာဟာလဝါတို့ကအတင်းလိုက်ကစားပုံရောတူးချင်းဆွမ်းဆောင်ရေးပိုင်းမှာပါလိုအပ်ချက်တွေရှိနေခဲ့ပါတယ်ဘင်းကလည်းအလုံးစိုးတိစောက်ခြင်းနဲ့ပုံစံကိုမရောက်သေးတာကိုလည်းတွေ့ရပြီးတော့အပူချိန်ကလည်းပုံပြီးခက်ခဲစီခဲ့တယ်လို့ပြောလို့ရပါတယ် ဒီလိုနဲ့ဟာလဝါရုဘက်ကရရှိလာတဲ့ပနာဒီကိုဖေဖာတီတယောက်ကန်သွင်းခဲ့ပေမဲ့အဟိလဲကုဒမဘွန်နုကကောက်ရဲသွားနိုင်ခဲ့တာကြောင့်ပွဲရလဲတစ်ဖက်တစ်ခုစီတည်နေပဲပြီးဆုံးသွားခဲ့ပါတယ်ဖွင့်ပွဲမှာမနိုင်လိုက်တာကဟာလဝါရုဒတိတ်ပြီးပြဿနာရှိမှာတော့မဟုတ်ပါဘူး။အုပ်စုတင်ပြိုင်ဘက်တွေကအဟီလဲ7နဲ့မက္ဆီကိုကလပ်ပါချူချာတို့ဖြစ်နေတာကြောင့်မျက်လုံးမဲ့ကန်နောက်နှစ်ဆင့်တန်နိုင်မယ့်အနေအထားဖြစ်ပါတယ်။အဲကြောင့်လက်ချံပွဲတွေမှာနီးပြရှာပြီးအလွန်ဆိုနေနဲ့ဘာတွေလုပ်ပြနိုင်အောင်မလဲဆိုတာဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ဆုံးလေးကြည့်ပြီးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။